ြစည်းမပြည်သက်များအားလုံးပဲမင်္ဂလာပါ။ဧပြီလ21ရက်နေ့ည9:00နာရီတမြစည်းမပရိုင်းတိုင်းမြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေ။ကျွန်တော်ဆိုင်းခမ်းပါ။အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့စကိုင်းမှာငလျင်ဘေးတင့်သူတွေကိုဆေးလာကူပေးတဲ့အဖွဲ့လေးချောင်းတိုက်ခိုက်ခံရမှုကြောင့်ထိခိုက်သူတွေရှိခဲ့တဲ့တွင်နေပြည်တော်အနီးတိုက်ပွဲမှာစစ်ကောင်စီပုံမှုအပါအဝင်၃ဦးသေဆုံးတဲ့တွင်ငလျင်ကြောင့်ပျို့ကျအဆောက်အဦတချို့အောက်ကတံမိုးကြီးပစ္စည်းတွေပိုင်ရှင်ပြန်မရပဲအဆပြောင်းနေတဲ့အကြောင်းနဲ့ အကျိုးစီးပွားကိုထိခိုက်စေတဲ့ကုံသွေးရေးတဘောတူညီချက်တွေကိုစန့်ကျင်တယ်လို့တရုတ်ပြောတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုံစင်းလုံးနဲ့တခြားအရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။စကိုင်းမှာငလျင်ဘေးတင့်သူတွေကိုဆေးလာကူပေးတဲ့အဖွဲ့လေကြောင်းတိုက်ခိုက်ခံရတဲ့သတင်းနဲ့ဆက်လက်အောင်ပါ။ ။စကိုင်းမြို့အိုင်တိုင်ကျေးရွာမှာငလင်ဘေးတင့်ခဲ့တဲ့ဒေသနေပြည်သူတွေကိုနယ်လက်စေကူတပေးနေတဲ့အဖွဲ့တစ်ခုကလာရောက်စေကူတပေးနေတဲ့အချိန်စစ်ကောင်စီတပ်ကဒီကနေ့ဧပြီလ22ရက်နေ့လယ်ပိုင်းမှာလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံတွေနဲ့တန်ကတော့စုစုပေါင်း6ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စုံစမ်းသိရှိရပါတယ်။ အနီးနားမှာဆေးလာကုနေတဲ့သူတွေလည်းအများကြီးပဲနေလက်ဆေးကုပေးနေတဲ့အဖွဲ့ကိုပြစ်တာပါအိုင်တိုင်းဖုန်ကြီးကြောင်မှာဆေးလာကုတဲ့ပြည်သူနဲ့တန်ကားတော်တွေစုစုပေါင်း6ယောက်ထိပါတယ်လို့ဒေသခံတူကပြောပါတယ်စစ်ကောင်စီတပ်ဟာနေလက်ဆေးကုတရေးအဖွဲ့ရောက်ရှိနေတဲ့အိုင်တိုင်းဖုန်ကြီးကြောင်ကိုဦးတည်လို့လေကြောင်းကနေပြစ်ခတ်ခဲ့တာလို့သိရပါတယ် တိုက်ခိုက်ခံရမှုအတွင်းအဲ့ဒီဖုန်ကြီးเจ้าကတန်ကားတော်နှစ်ပါးနဲ့ဆေးလာကူတဲ့ဒေသနေပြည်သူ၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တင်ရရှိပါတယ်။ထိခိုက်ဒဏ်ရာရရှိသူတွေမှာဥကောင်းပေါက်ပြဲဒဏ်ရာလက်နက်ခြေထောက်ပေါက်ပြဲဒဏ်ရာနဲ့ဝမ်းပိုက်ပေါက်ပြဲဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။အိုင်တိုင်းကြီးရွာဟာသခိုင်းမြို့ရဲ့အရှိမြောက်ဖက် မတရားမြို့နဲ့မင်းကွန်ကြားအေရီမြို့မှာတည်ရှိတဲ့ကြီးရွာတရွာဖြစ်ပါတယ်။ နယ်လဲစေကုတာပေးနေတဲ့အဖွဲ့ကတော့မတရားမျိုးဘက်ကလာရောက်တဲ့အဖွဲ့ဖြစ်တယ်လို့ဒေသခံတွေကပြောကြားထားကြပါရယ်ခင်ဗျာငလင်လှုပ်ခတ်မဲ့ကောလာဟာလာသတင်းကြောင့်ဒေသခံတို့လမ်းပေါ်ထွက်ထိုင်နေကြရတဲ့သတင်းနဲ့ဆက်ရအောင်ပါဒီကနေ့ဧပြီလ22ရက်နေ့နေ့လယ်12:22မိနစ်မှာအင်အားပြင်းငလျင်ထပ်မံလှုပ်ခတ်မယ်ဆိုတော့ကောလာဟာလသတင်းတွေထွက်ပေါ်နေမှုကြောင့်ရန်ကုန်အပါအဝင်မြို့ကြီးတချို့မှာဒေသခံတွေလမ်းပေါ်ထွက်နေထိုင်ခဲ့ကြရတယ်လို့သိရပါဗျ ဒီကနေ့နေ့လယ်ပိုင်းမှာမြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတို့မှငလင်းလှုပ်နိုင်တယ်လို့ကောလာဟာလာသတင်းကို TikTok အကောင့်တစ်ခုက စတင်ရေးသားခဲ့ပြီးတဲ့နောက်ပြည်သူတွေကြားပြန့်နှံ့ခဲ့တာပါငလင်းကိုဘလို့မှခံမှန်းလို့မရဘူးပြည်သူတွေကငကိုယ်တွေကစိုးရင်စိတ်ကြီးကြတယ် အဲ့ဒါကိုအတုံးချပြီးမဟုတ်ကဟုတ်ကတွေရေးတင်ကြတယ်ခတ်တာကလည်းအရှိမကြုံဘူးထားတော့နောက်တစ်ခါထပ်ဖြစ်မှာကိုကြောက်နေရင်းနဲ့သတင်းအမှန်လားအမှားလားမခွဲနိုင်တော့တာလို့မန္တလေးမြို့အခြေဆိုင်လူမှုကွန်ရီအသင်းတစ်ခုရဲ့တာဝန်ရှိသူကပြောပါတယ် ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ကပ်ခဲ့တဲ့အင်အားပြင်းငလျင်ကြီးပြီးတဲ့နောက်နောက်ဆက်တွဲငလျင်ငယ်တွေထပ်မံလှုပ်ခတ်နေစေဖြစ်တဲ့မန္တလေးမြို့ဒေသခံတချို့ဟာဒီကနေ့မနက်ပိုင်းကစလို့လမ်းမပေါ်နဲ့ကွင်းပြင်တွေမှာတွားရောက်နေထိုင်နေကြရတယ်လို့ဒေသခံသတင်းမြစ်တွေကပြောပါရယ်။ ငလင်လှုပ်ခတ်မှုဟာကြိုတင်ခံမှန်းလို့မရတဲ့သဘာဝဘေးအန္တရာယ်ဖြစ်ပေမဲ့နောက်ဆက်တွဲငလင်ငယ်တွေလှုပ်ခတ်နေတဲ့အတွက်ပြည်သူတွေအနေနဲ့သတိနဲ့နေထိုင်ဖို့လိုအပ်ကြောင်းအမရပူရမြို့နယ်ကငလင်ဘေးတင့်ပြည်သူတွေကိုကူညီကယ်ဆယ်မှုပြုလုပ်ပေးနေသူကတိုက်တွန်းထားပါတယ်။အုတ်ချိုရိုင်ပိုင်းကတော့ဘာမှသတိပေးတာမရှိပါဘူး။လိုင်းမော်ကနေကြည့်ပြီးကြောက်နေကြတာငလင်ကိုခံမှန်းလို့လည်းမရဘူး။ ဒါပေမဲ့ after shot တွေထပ်လုံနေတာဆိုတော့သတိနဲ့နေဖို့တော့ပြောထားတယ်အိမ်ပြိုပြက်တဲ့ရှင်းနေကြသူတွေကိုလည်းတတိထားဖို့ကျွန်တော်တို့ဘက်ကနှိုးဆော်ထားတာရှိပါတယ်လို့သူကဆိုပါတယ်။ဒါပြင်အထက်မြင့်တိုက်တွေများစွာတည်ရှိတဲ့ရန်ကုန်မြို့မှာလည်းဒီကနေ့ငလျင်လှုပ်ခတ်နိုင်ကြောင်းသတင်းတွေကြောင်းပြည်သူအချို့နှီးစက်ရာပန်းချန်တွေလမ်းမတွေပေါ်မှာတွားရောက်နေထိုင်မှုတွေရှိခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ မန္တလေးနဲ့စကိုင်းမြို့နီးကိုဗဟိုပြုလို့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြီးပြီးတဲ့နောက်ဧပြီလ20ရက်နေ့အထိနောက်ဆက်တွဲငလင်ငယ်ပေါင်း600ကျော်လှုပ်ခတ်ခဲ့တယ်လို့ထိုင်းမိုးလေဝသရဲ့ငလင်ဌာနကသတင်းထုတ်ပြန်ထားပါတယ်။ ငလျင်လှုပ်ခတ်မှုဟာဘယ်အချိန်ဘယ်နေရာမှာလှုပ်ခတ်မှာကိုဒီကနေ့အချိန်ထိကဘာပေါ်မှာဘယ်နိုင်ငံဘယ်ပညာရှင်ကမှတိတိကျကျကြိုတင်မခံမနိုင်တဲ့သဘာဝဘေးတမျိုးဖြစ်တယ်လို့စစ်ကောင်စီရဲ့မိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနကသတင်းထုတ်ပြန်ထားပါတယ်။ပြီးကြတဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့်စစ်ကောင်စီရုံးဆိုင်ရာနေပြည်တော်ပါဝင်တိုင်းနယ်ပြည်နယ်6ခုမှာထိခိုက်ပျက်စီးမှုအလွန်များပြားခဲ့ပြီး ပြည်သူ3668ဦးသေဆုံးခဲ့ရပြီးတော့4824ဦးတန်ရာရခဲ့တယ်လို့စစ်ကောင်စီကသတင်းထုတ်ပြန်ထားပါတယ်။ငလင်လှုပ်ခတ်မှု3ဘက်ကျော်ကြာလာတဲ့အချိန်ထိငလင်တန်းတင့်ဒေသတွေမှာရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေလုံဆောင်နေရဆဲဖြစ်ပြီးလုံလောက်တဲ့အကူအညီတွေလည်းမရရှိသေးဘူးလို့ငလင်တန်းတင့်ပြည်သူတွေကပြောကြားထားကြပါတယ်ခင်ဗျာ။နေပြည်တော်နီးတိုက်ပွဲမှာစစ်ကောင်စီဗိုလ်မှူးအပါအဝင်၃ဦးသေဆုံးတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။ နေပြီးတော့ဥတ္တရတီရီမြို့နယ်လမ်းပိုင်းတနေရာမှာတော်လိုင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်တော်လိုင်းတပ်ဖွဲ့ကဖမ်းဆီးထိန်းသိမ်းထားခဲ့တဲ့တုံပန်းပုံမှုတက်ချက်နဲ့ရဲတူးတက်ချက်တို့တေဆုံးခဲ့တယ်လို့အဖိနှိတ်ခံပြည်သူတော်လိုင်းအင်အားစုပြည်သူလွတ်မြောက်ရေးတပ်မတော် OPRF PLA ကသတင်းထုတ်ပြန်ပါတယ်။ ဧပြီလ19ရက်နေ့ကဥတ္တရတီရီမြို့နယ်လမ်းပိုင်းတနေရာမှာ OPRF PLA အဖွဲ့ကစစ်ဆေးဆောင်ရွက်နေတဲ့အချိန်စစ်ကောင်စီရဲ့အမှတ်73ကာကွယ်ရေးပစ္စည်းစက်ရုံကဘုံမူဖြိုးမင်းကျော်အမှတ်930စစ်မြေပြင်အင်ဂျင်နီယာတက်ရင်ကတက်ချက်အောင်စုံနိုင်တဲ့ရဲတူးတက်ချက်ထုံးပြေစုံတို့ကိုဖမ်းဆီးရမိခဲ့တယ်လို့ PLA ကထုတ်ပြန်ထားပါတယ်။ ဗိုလ်မှူးတွေအဖွဲ့ကကားနဲ့လာတာဒီဘက်ကစစ်တာနဲ့တွေ့ပြီးအဖမ်းခံရတာပါဖမ်းတော့ကအရှင်မီလာတိုက်ပွဲကြမှာတေးတာပါလို့ PLA ထွေထွေအတွင်းရင်မှုရဲဘော်နေနေကျော်ကမျက်စိမှောက်ကိုပြောပါတယ်လမ်းပိုင်းစစ်ဆေးမှုကနေအပြန်လမ်းမှာစစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားခဲ့တဲ့အတွက်တိုက်ပွဲတွင်ဖမ်းဆီးရမိထားတဲ့တုံ့ပန်းတွေတေဆုံးခဲ့တာလို့ PLA ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် စစ်ကောင်စီရဲ့ကပါဆာကဗိုလ်မှူးဖြိုးမင်းကျော်စစ်မြေပြင်အင်ဂျင်နီယာတက်ရင်က တက်ချက်အောင်စော်နိုင်တဲ့ဒူရဲတက်ချက်ထွန်းပြေဆုံးတေဆုံမှုနဲ့ပတ်သက်လို့တိချာဒီဗျူချက်တော့မရရှိသေးပါဘူးဧပြီလ16ရက်နေ့ကနေပြည်တော်တက်ကုန်းဘက်အထွက်မှာတော်လိန်တက်ဖွဲ့တွေလမ်းပိုင်းစစ်ဆေးနေတာဟာဟုံမှန်ကြောင် နေပြည်တော်နီးတဝိုက်ကိုတော်လိုင်းတပ်ဖွဲ့တွေရောက်ရှိနေတာဟာမဖြစ်သင့်ကြောင်းနဲ့ဖမ်းဆီးရမိခဲ့တယ်ဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပတ်သက်လို့စုံစမ်းနေစေဖြစ်ကြောင်းစစ်ကောင်စီ lobby Telegram channel တွေမှာဖြန့်ဝေထားကြပါတယ်ဖန်စီရရှိခဲ့တဲ့စစ်ကောင်စီရဲ့ဗိုလ်မှူးနဲ့အဖွဲ့အစည်းကနေစစ်ဘက်ဆိုင်ရာအတုံးဆောင်တဲ့ငွေကြေးတွေအပါအဝင် ကာလတန်ဖိုးကျပ်သိန်း2000ခန့်တင်စီရရှိခဲ့တယ်လို့ PLA ရဲ့ထုတ်ပြန်ချက်အရသိရပါဗျ။ အဲ့လိုဖန်ဆီးနိုင်တာဟာစစ်ကောင်စီဘက်မှရှိတဲ့အသွင်းသတင်းပေးတွေစီကရရှိတဲ့အချက်လက်တွေကြောင့်အောင်မြင်စွာဆောင်ရွက်နိုင်ရတာလို့ PLA ကထုတ်ပြန်ထားပါတယ်ခင်ဗျာငလင်းချောင်းပြိုကျအဆောက်အဦတချို့ကတံမိုးကြီးပစ္စည်းတွေပိုင်ရှင်တွေပြန်မရပဲအစပြောက်တဲ့အကြောင်းကိုပြောပြပေးပါမယ် မန္တလေးမြို့မှာမတ်လ28ရက်နေ့ကငလင်ကြောင့်ပြိုကျသွားခဲ့တဲ့အဆောက်အဦတို့အတွင်းကြန့်ရှိနေတဲ့တံမိုးကြီးပစ္စည်းတွေရွှေငွေတွေကို ပြန်မြသေးတဲ့ပိုင်ရှင်တွေကလူမှုကွန်ရက်ကနေတဆင့်ပြောဆိုဝေဖန်နေကြပါဗျ။ငလင်လောက်ခတ်မှုအတွင်းပြိုကျသွားခဲ့တဲ့မန္တလေးမြို့က Sky Villa ကွန်ဒိုမှာနေထိုင်ခဲ့တဲ့ဒုက္ခဒိုင်းမွန်စိန်တိုက်ကမိသားစုဝင်တဦးကသူတို့မိသားစုပိုင်းတံမိုးကြီးရေတနာပစ္စည်းတွေပြန်မြသေးဘူးလို့ဧပြီလ20ရက်နေ့ကလူမှုကွန်ရက်မှာရေးသားထားပါဗျ။ တခြားမိသားစုတွေဟာလည်းပိုင်ဆိုင်မှုပစ္စည်းတွေပြန်မရကြောင်းကိုလိုကိုဖြိုဖျက်တဲ့အချိန်မှာသက်ဆိုင်ရာအခန်းပိုင်ရှင်တွေက ဝင်ရောက်လို့သူတို့ပိုင်ပစ္စည်းတွေကိုရှာဖွေလိုပေမဲ့ဝင်ခွင့်မရဘူးလို့យေတာထားကြပါဗျာ မန္တလေးမြို့ကဂရီယောဟိုတယ်မှာတဲခိုနေတဲ့အချိန်ငလင်ကြောင့်ပြိုကျပြီးဟိုတယ်အောက်ပိတ်မိတေဆုံးသွားရသူတဦးရဲ့ဇနီးဖြစ်သူကလည်းသူတို့ပိုင်တံမိုးကြီးကြောက်စိမ့်နေပါဝင်တဲ့ခီးဆောင်အိတ်ကိုရှာဖွေပေးဖို့ဟိုတယ်ကိုတောင်းဆိုခဲ့ပေမဲ့လည်းပြန်မရသေးဘူးလို့ဧပြီလ16ရက်နေ့ကလူမှုကွန်ရက်မှာရေးသားဖော်ပြမှုတွေရှိခဲ့ပါတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးပြန်လည်ရရှိကြောင်းဖော်ပြထားတာမျိုးတော့ဒီကနေ့အချိန်ထိမရှိသေးပါဘူး။ အရေးပေါ်ကူညီကယ်ဆယ်ရေးတွေလှုပ်ဆောင်ခဲ့စဉ်ကတွေ့ရှိတဲ့တံပိုးကြီးပစ္စည်းတွေငွေကြေးတွေကိုအဲ့ဒီနေရာကိုလာရောက်ကြီးကြပ်နေတဲ့စစ်ကောင်စီဌာနဆိုင်ရာတွေနဲ့ရဲတပ်ဖွဲ့စီအနံပေးခဲ့ကြောင်းနဲ့ပိုင်ရှင်တွေလက်ဝယ်ကိုပြန်အပ်ရေးဟာဌာနဆိုင်ရာတွေကဆက်လုပ်နေတာလို့လူမှုကူညီအဖွဲ့တို့ကပြောပါတယ်။အဆောက်အဦပြိုချမှုမှာပါဝင်သွားတဲ့တံပိုးကြီးပစ္စည်းတွေငွေကြေးတွေပြန်ရသူတချို့လည်းရှိနေပြီးမရသေးသူတွေကလူမှုကွန်ရက်ကတဆင့်ဝေဖန်နေကြတာဖြစ်ပါတယ်။ ရှာဖွေကယ်ဆယ်ရေးမှာတမိုးကြီးပစ္စည်းတွေကိုပိုင်ရှင်နေစီပြန်အပ်တဲ့လုပ်ငန်းစဉ်ကိုတည်ရှိနိုင်ဖို့မန္တလေးတိုင်းမိသက်တပ်ဖွဲ့ကိုမြစည်းမကဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။ပြီးကြတဲ့မတ်လ28ရက်နေ့နေ့လယ်ပိုင်းကလှုပ်ခတ်ခဲ့တဲ့ငလျင်ကြီးကျောင်းသခိုင်းတိုင်းမန္တလေးတိုင်းနေပြီးတော့ရှမ်းပြည်နယ်နဲ့ပဲခူးတိုင်းတွေမှာ ထိခိုက်ပျက်စီးမှုအလွန်များပြားခဲ့တာပါ။တချို့ဒေတာတွေမှာအရေးပေါ်အကူအညီကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေကြဆဲဖြစ်ပါတယ်ခင်ဗျာ တောင်သားမှာဆက်သက်လေထီးနဲ့ဘုံကျဲတာကြောင့်၅နှစ်အရွယ်ကလေးအပါဝင်အယတာ၃ဦးသေဆုံးတဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတောင်သားမြို့နယ်မှာစစ်ကောင်စီတပ်ကဆက်သက်လေထီးနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်အယတာ၃ဦးသေဆုံးခဲ့ရတယ်လို့ဒေသတွင်းသတင်းမြစ်ကမျိုးစီမာကိုပြောပါရတယ်။ တောင်တာမြို့နယ်တံပိုးအုပ်စုရွာတိကုန်းကြီးရွာကိုဒီကနေ့ဧပြီလ22ရက်နေ့မနက်9:00နာရီခွဲမှာမိထီလာလီတက်စကန်ကတက်လာတဲ့ဆက်တက်လေထီ3စီးကဘုံသီးရှစ်လုံးကျဲချတိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်ဆက်တက်လေထီ3စီးနဲ့တက်လာပြီးဘုံကျဲတဲ့အပြင်ဆက်တက်တဲ့နယ်ပစ်တာအသက်9နှစ်အရွယ်ကလေးတူအပါ ပြည်သူ3ဦးသေဆုံးတယ်၄ဦးတန်ရာရတယ်လို့သတင်းမြစ်ကပြောပါရယ် စစ်ကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ပျက်စီးမှုတွေလည်းရှိခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာနှစ်ဦးဟာတော့ဒဏ်ရာပြင်းထန်တယ်လို့သူကဆက်ပြောပါရတယ်။ပြီးခဲ့တဲ့ဧပြီလ18ရက်နေ့ကလည်းတောင်တာမြို့နယ်နန်းတဲကြီးရွာကိုစစ်ကောင်စီက Jet Fighter နဲ့ဘုံကျဲတိုက်ခိုက်ရာမှာအသက်80အရွယ်နဲ့အသက်9နှစ်အရွယ်အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ရသေးတယ်လို့သတင်းမျက်စီကတီးရပါရတယ်။ ဒါတွေဟာတိုက်ပွဲဖြစ်ပွားတာမရှိဘဲတမင်တသက်ရွေချက်ရှိပြည်သူတွေကို တိုက်ခိုက်နေတာလို့ကျွန်တော်တို့သုံးသပ်ပါကြောင်းသတင်းမြစ်ကဆိုပါတယ်မြန်မာနှစ်တကူအတာရကြံကာလပြီးဆုံးပြီးတဲ့နောက်နှစ်ဆန်းနှစ်ရည်ဧပြီလ18ရက်နေ့ကစလို့စစ်ကောင်စီကမြန်မာနိုင်ငံအနှံ့လေးချောင်းတိုက်ခိုက်မှုတွေဇက်တိုက်ပြုလုပ်နေတဲ့အတွက်အပြစ်မဲ့အရက်သားတွေထိခိုက်ဒေဆုံးမှုရှိနေတာပါ ဧပြီလ၁ရက်နေ့ကနေ၁၆ရက်နေ့အတွင်းမန္တလေးတိုင်းတပိတ်ချင်းစင်ကူးနဲ့မတရားမြို့နယ်တွေမှာစစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်အယက်သား၄၂ဦးသေဆုံးခဲ့ပြီး58ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကသတင်းထုတ်ပြန်ထားပါရယ်ခင်ဗျာအခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို ရှုစားမှာဖြစ်ပါတယ် အကျိုးစီးပွားကိုထိခိုက်စေတဲ့ကုံသွယ်ရေးသဘောတူညီချက်တွေကိုစန့်ကျင်ကြောင်းတရုတ်ပြောတဲ့သတင်းကိုမြစည်းမဝိုင်းတို့သူမတ်ရွှေနယ်ကတင်ဆက်ပေးမှာဖြစ်ပါတယ်ပေကျင်းရဲ့အကျိုးစီးပွားကိုထိခိုက်စေတဲ့အမေရိကန်နိုင်ငံကပြုလုပ်တဲ့တခြားနိုင်ငံတွေရဲ့ကုန်သွယ်ရေးသဘောတူညီချက်တွေကိုခိုင်ခိုင်မာမာဆန့်ကျင်ကြောင်းတရုတ်နိုင်ငံကတင်းနှလာနေမှာပြောလိုက်ပါတယ် ကမ္ဘာပေါ်ကတခြားနိုင်ငံအားလုံးကုန်သွယ်ကွန်ပုံတိ30ရာခိုင်နှုန်းသာချမှတ်ခံရချိန်မှာတရုတ်နိုင်ငံကသူ့ရဲ့ထုတ်ကုန်အများဆုံးပေါ်အခွန်145ရာခိုင်နှုန်းချမှတ်ခံထားပါတယ်။ဘေကျင်းကလည်းအမေရိကန်နိုင်ငံအပေါ်မှာအကောက်ခွန်125ရာခိုင်နှုန်းတန်ပြန်ချမှတ်ထားပါတယ်။အခွန်နှုန်းနှားတွေလျှော့ပေါက်ပေးဖို့နိုင်ငံအများအပြားကအမေရိကန်ပြည်ထောင်စုနဲ့ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်နေပါတယ်။ဝါရှင်တန်ကအမေရိကန်ရဲ့စီးပွားရေးပြိုင်ဘက်တရုတ်နိုင်ငံကိုကုန်သွယ်ရေးစစ်ပွဲအပြည့်အဝဆင်နွှဲလျက်ရှိပါတယ်။ သူဂျိုးစီးပွားကိုထိခိုက်စေမဲ့သဘောတူညီချက်တွေအမေရိကန်နိုင်ငံနဲ့မလုပ်ဖို့ဘေကျင်းကတခြားနိုင်ငံတွေကိုတနင်္လာနေ့ကတတိပေးလိုက်ပါတယ်။ချုံမြူချွေးတိတ်တဲ့နေ့ကငြိမ်ချင်မရနိုင်ပါဘူး။အလျှော်ပေးလိုက်ရတာကလည်းလေးစားမှမဟုတ်ပါဘူးလို့ဘေကျင်းကူတန်းရောင်းဝယ်ရေးဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူကကြေညာချက်ထုတ်ပြန်ပြောကြားထားပါရဲ့ရှင်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00အထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်၊ပြင်ပပေါက်စေ4420ကျပ်၊စင်ကာပူ Dollar ကို စစ်ကောင်စီတပ်မစဉ်1597တသမ15ကျံပြင်ပပေါင်စီ3406ကျံဥရောပတည်ယူတော့ကိုစစ်ကောင်စီတပ်မစဉ်1386တသမ86ကျံပြင်ပပေါင်စီ9089ကျံထိုင်းဘက်တစ်ဘက်ကိုစစ်ကောင်စီတပ်မစဉ်62တသမ62ကျံပြင်ပပေါင်စီ133တသမ55ကျံမလေးရှားတပ်မကြီးကိုစစ်ကောင်စီတပ်မစဉ်484တသမ84ကျံ ပြင်ပပေါက်စီ1031ကျပ်ပေါက်စီရှိပါတယ်။ဘောပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ကျပ်သားကိုရွှေကုန်တဲ့အသင်းသတ်မှတ်စီ56သိန်း3000ကျပ်ပြင်ပပေါက်စီ56သိန်း4000ကျပ်စကားပဲတစ်ကျပ်သားကို ရွှေကုန်တဲ့အသင်းသတ်မှတ်စီ52သိန်း9125ကျပ်ပြင်ပပေါက်စီ53သိန်း ကိုတောင်းကြာပေါ့စေးရှိပါတယ်။ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်လီတာကို2390ကျပ်၊ပရီမီယံဒီဇယ်လီတာကို2960ကျပ်၊အောက်တိတ်92လီတာကို2940ကျပ်၊အောက်တိတ်95လီတာကို2800ကျပ် ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါစသုံးစီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးညစောင်းစီဈေးနှုန်းတွေကတော့စောင်းစီတစ်ပိတ်သားကိုစစ်ကောင်စီတတ်မှတ်စဉ်6980ကျပ်၊ပြင်ပပေါ့ဈေး9500ကျပ်ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ တမျိုးစီမပရိုင်တိုင်းမျိုးစီမသတင်းအစီအစဉ်ကိုတင်ဆက်ပေးကြတာပါချစ်စုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ